ငါ့ကိုကြောက်လို့မစားဘူးဆိုတာအဲ့ဒါလူတွေကရည်နေကြလို့အဲ့ဒါမျိုးကတကယ်ရှိတယ်ဆိုတာလေးကို share ထားလိုက်တာပါ friend only ပဲ share တာပါမပုံနာထုတ်ဝယ်လာတာအဲ့ဒါကိုဆော့ရင်းနဲ့အဲ့ဒီအထုတ်ပေါ်ကိုတက်နင်းမိလိုက်တာတက်နင်းမိလိုက်တဲ့အချိန်မှာအယိုးကအဲ့ချီပွားတဲ့ကိုစူးသွားပြီးတော့အသားပြန်တက်ပြီးတော့ ပိတ်သွားပြီးတော့အရိုးကအထဲမှာ6လလောက်ကျန်တယ်ကြောက်လို့မစားရဲဆိုတာမျိုးကလည်းကျွန်တော်ခုနကရှူတောင်းအောင်ကြည့်ရင်ကျွန်တော်ဆိုငပုံနာကိုတက်တက်လုံးကြောက်သွားငငယ်ကရခဲ့တဲ့ဟို trauma ပဲပြောရမှာအဲဒီငပုံနာအရိုး6လောက်ထဲမှာ6လလောက်ဆူပွားလိုက်တဲ့ဟာတက်တက်လုံးငပုံနာမစားပြေတော့အဲ့ဒါဒီလိုပြငါးလေးတိတာငငယ်တော့က အဲ့ဒီတယောက်ဖြေထားတာလေးတွေ့တာပါငါ့ကိုကြောက်လို့မစားဘူးဆိုတာအဲ့ဒါလူတွေကရည်နေကြလို့အဲ့ဒါမျိုးကတကယ်ရှိတယ်ဆိုတာလေးကို share ထားလိုက်တာပါ friend only ပဲ share တာပါဟို public မဟုတ်ပါဘူး friend only ပဲ share တာကျွန်တော်ကငငယ်တုန်းကဒီလိုမမေကငပုံနာငပုံနာထုတ်ဝယ်လာတာအဲ့ဒါကိုဆော့ရင်းနဲ့အဲ့ဒီအထုတ်ပေါ်တက်နင်းမိလိုက်တာတက်နင်းမိလိုက်တဲ့အချိန်မှာအယိုးကအဲ့ချီပွားတဲ့ကိုစူးသွားပြီးတော့အသားပြန်တက်ပြီးတော့ပိတ်သွားပြီးတော့အယိုးကအထဲမှာ6လောက်လောက်ကျန်နေတယ် ငါရောအထက်တော့6လလောက်ကျန်တယ်6လလောက်ကျန်ကျွန်တော်မသိဘူးလေမသိတော့အဲ့လိုပဲလမ်းလျှောက်နားနေနားရဲဆိုတာတော့ပဲသိတာနောက်ကြတော့မှအဲ့ဒီအသားဘက်ကပြန်ခွန်း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 အထက်မှာအကျိုးက6လလောက်ပိတ်နေတယ်အဲ့ဒါတည်းကကျွန်တော်ငပုံနာမစားတော့တာဒီနေ့ထိပဲကြောက်သွားပြီတော့လေငပုံနာမစားပြတော့တာဒီနေ့ထိပဲအဲ့ဘလို့ဖြစ်လို့လဲတော့မသိဘူးပေါ့နော်ဒါကိုကန်ကောင်းလို့သာထောင်းနေထောင်းနေမဖြစ်သွားတော့တာလေသိတာအထက်ထဲမှာအယိုးကပုံနေပုံနေမှာပေါ့မသိဘူးအသားပြန်တက်ပြီးပိတ်သွားအထက်မှာအယိုးက6လလောက် ဖြစ်နေတာချိနိုင်ပါတယ်သူသူကိုကိုပေါ့နော်အမကျွန်တော်ဆိုလည်းမစားလုံးဝမစားတဲ့အရာတွေရှိတာပဲလေကြောက်လို့မစားရဲဆိုတာမျိုးကလေကျွန်တော်ခုနကရှူတောင်းအောင်ကြည့်ရင်ကျွန်တော်ဆိုငပုံသားကိုတသက်လုံးကြောက်သွားတယ်ကျန်တဲ့ငါ အယိုးမပါတဲ့ငါဆိုတော့စားပြစ်တယ်ဘယ်လိုပြောလဲအဲငငယ်ကရခဲ့တဲ့ဟို trauma ပဲပြောရမှာအဲငပုံသားအယိုး6လောက်တည်းမှာ6လလောက်စူးပွားလိုက်တဲ့ဟာတသက်လုံးငပုံသားမစားပြစ်တော့အဲကိုယ့်အသက်ဘယ်လောက်မှဖြစ်ခဲ့တယ်လဲကျွန်တော်ခုနှစ်တန်းပေါ့ဩတော်တော်မှတ်မိနေရွယ်ဖြစ်နေတော့ဘာတိတ်မရှောင်ဘူးမရှောင်တဲ့အထဲတော့မပါဘူးကြိုက်ရင်စားတယ်မကြိုက်ရင်မစားဘူးဒီလိုမျိုးပဲကျွန်တော်ကအစားတစ်ခုအဲ့လိုမျိုးဘယ်လိုပြောမလဲဆင်ကျင်တဲ့အထဲမှာမပါဘူးကြိုက်တာမကြိုက်တာနဲ့ပဲဆုံးဖြတ်တာ ဘယ်လိုပြောချင်လဲဆိုတော့ဒါကတော့မကြုံဘူးလို့ပဲလို့ပဲပြောချင်ပါတယ်ကိုယ်တိုင်ကြုံမှုရင်တော့လေတာမန်လူတယောက်တည်းဘာမှမဟုတ်တာလေးတွေကတခြားလူတယောက်တည်း trauma တွေလည်းဖြစ်နေနိုင်တာပဲလေဒါကတော့ကိုယ်တိုင်မကြုံဘူးသေးလို့လို့ပဲပြောချင်ပါတယ်သူ့တော်ဘယ်သူမှန်းကျွန်တော်မသိဘူးကျွန်တော်သူ့အဲ့အကြောင်းအရာလေးပဲသိလိုက်တာအကြောင်းအရာလေးသိလိုက်ပြီးတော့သူ့ဝိုင်းလောင်နေကြတာလေးတွေ့လို့မဟုတ်ဘူးဒါမျိုးကတကယ်ရှိတယ်လို့ဟိုကျွန်တော်ဆိုအဲ့လိုမျိုးရှိတယ်လို့ကျွန်တော် friend only ပဲ share လိုက်တာ ျွန်တော်ကဟိုအစားအသောက်ကိုအဲ့လိုမျိုးဟိုကျမ်းမာရေးနဲ့ညီညွတ်တာဘာလို့ညာအဲ့လိုတိတ်ပြီးတော့ရွေးစားရတာမျိုးမရှိဘူးကိုကြိုက်ရင်စားတယ်မကြိုက်ရင်မစားဘူးကိုစားနေတဲ့ထဲမှာဘာတွေပါလဲလို့ဘာလို့ညာတို့အသိပြီးတော့ဟိုလေးလာဆန်းစစ်တတ်တဲ့သူတွေကမပါဘူးကိုကြိုင်စားလိုက်တာပဲသူကသူလမ်းပေးစားပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်စားတာပဲအစားအသောက်တစ်ခုစားဖို့အဲ့လိုအရန်နေဈေးစားကြောင်နေတယ်လို့မျိုးမခံစားနိုင်တာသိလားအဲကြောင့်လမ်းပေးစားလဲလမ်းပေးမှလဲကိုကြိုင်စားတာပဲ ကျွန်တော်ကအဲ့လိုလူမျိုးလေဒါပေမဲ့အခုဒီနေ့သူတို့ရှင်းပြနားထောင်ကြည့်လိုက်တော့လေအဆင်ပြေသင့်တာလေးတွေပါတယ်ပေါ့လေ